ငငယ်ကတရုတ်ကားလေးကိုကြည့်ပြီးတော့ဒီထက်အလိုလေးပေါ်မှာပြန်ပြနေရတယ်အားကြပါတနည်းအားနဲ့တနည်းအားပြန်လွားသွားပြီးအတွင်းအားတွေနဲ့အစွမ်းပြကြတာမျိုးတွေကတရုတ်ကားတွေနဲ့ကွီးနေထူးနိုင်ကားတွေထဲမှာပဲမြင်ကြရပါဒါအပြင်အပြင်လောကမှာလည်းလေးပေါ်လမ်းလျှောက်နိုင်တဲ့သူတယောက်ရှိလို့ဆိုရင်မိတ်ဆွေတို့ယုံနိုင်ပါမယ် Kick off video ထဲမှာတော့လူတိုင်းသိတဲ့သူ့ရဲ့အောင်မြင်မှုတွေအကြောင်းကိုအကျဲချဲ့ပြီးတော့ပြောမနေတော့ပါဘူး။အဲ့ဒီအစားအမှာသူ့ဘဝရဲ့အဖိနှိတ်ခံမှုနဲ့ရှုံးနိမ့်မှုတွေဘယ်လိုမျိုးကြော်ဖြတ်ခဲ့တာလဲ။ကမ္ဘာအကောင်းဆုံး player တယောက်ဖြစ်ဖို့သူ့ဘာတွေပေးဆက်ခဲ့ရလဲ။ပြီးတော့ဘယ်လိုမျိုးစူးစမ်းခဲ့နေပေါ့နော်။ပြီးရင် basketball အပေါ်သူဘလောက်ယူတုခဲ့လဲဆိုတာနဲ့သူခံယူထားတဲ့စိတ်ဓာတ်ကဘာလဲဆိုတာတွေကိုပြောပြပေးသွားမှာပါ။ There is a reason you call somebody the Michael Jordan up. Yep. There it is. Michael Jordan on the breakaway. throws it back to Michael Potter one hand from 15မိတ်ဆွေတို့အနေနဲ့1960ခုနှစ်တွေတုန်းကအမေရိကန်နိုင်ငံရဲ့လူဖြူလူမဲခွဲခြားခံရမှုတွေကိုဘယ်လိုမျိုးမြင်လဲ။ကောင်းဘက်ကကြည့်ရင်တော့1964ခုနှစ် Michael Jordan ကိုမွေးရီတစ်နှစ်အကြာမှာပဲစားတောက်ဆိုင်ဂျောင်းဟိုတယ်တွေနဲ့ public area တွေမှာလူမျိုးရေးခွဲခြားမှုတွေမလုပ်ရတော့ဘူးဆိုပြီးဥပဒေပြဋ္ဌာန်းလိုက်ပါတယ်။အဲ့ဒီဥပဒေကလှုပ်ချန်ခံလိုက်ရတဲ့တမရကနေဒီကိုရည်စူးပြီးဆိုမှထုတ်ပြန်လိုက်တာပါ။ဒီလိုထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာအမေရိကန်ရဲ့နေ့စဉ်လူနေမှုဘဝတွေကဘယ်လိုအခြေအနေကိုပြောင်းလဲသွားမယ်လို့ထင်လဲ။ အရာရာဒန်းနူညီမျှမှုတွေရှိလာပြီးခွဲခြားမှုတွေလုံးဝမရှိတော့ဘူးလို့များထင်နေလား။ဒါဆိုရင်မိတ်ဆွေတို့အတွေ့အကြုံတွေမှားနေပြီလို့ထောက်ပြပါရစေ။ လူပြူတွေရဲ့အယိုးတဲ့ဆွဲနေတဲ့ခွဲခြားဆက်ဆံတဲ့စိတ်တွေကိုချက်ချင်းထုတ်ပြလိုက်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်တုန်းကပေါ်ပေါ်ထင်ထင်လူမျိုးရေးခွဲခြားတာမျိုးတော့မရှိတော့ပေမဲ့အသားအရောင်ကွဲပြားရင်မတူတလူမတန်တလူဆက်ဆံကြတာတော့ရှိနေပါသေးတယ်။ဒီလိုအခြေအနေမျိုးမှာ Michael Jordan ဘဝအစခဲ့ရတာပါ။ Michael Jordan မှာမွေးခြင်း၅ရောက်ရှိနေပြီးတော့သူ့ငယ်ဘဝအိမ်မကတော့ဘတ်စကတ်ဘောကစားသမားတစ်ယောက်ဖြစ်ချင်တာမဟုတ်ဘဲနဲ့ဘေ့စ်ဘောကစားသမားတစ်ယောက်ဖြစ်ချင်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့အចောင်းပေးရက်တွေအလုံနားချိန်တိုင်းမှာ तू ဟာသူ့အဖေနဲ့အတူတူ baseball ကစားတယ်လို့ပါပဲ baseball ကစားမှာတယောက်ဖြစ်ချင်ပြီမဲ့သူ့အကိုလဲပြီးရောင်း basketball ဘောကို line ပြောင်းရတယ်အဲသူတို့နှစ်ယောက်သားအចောင်းကနေပြန်ရောက်တိုင်းဒီ one vs one ပေါ့နော် basketball ဆော့ကြတယ်အဲ့ဒီအချိန်တော့ဟာ Michael အနေနဲ့ Larry ကိုလုံးဝမနိုင်ခဲ့ဘူးအသက်ရွယ်ခန္ဓာကိုယ်ရွယ်စားခွန်အားအရာရာပိုတာနေတဲ့ Larry ကအဲ့ဒီအချိန်တော့အမြဲပိုဆွဲခဲ့ပါတယ်ဒါပေမဲ့ Michael ကအ short မပေးခဲ့ပါဘူးသူတို့ရဲ့အမေ Dolores Corain ကသမင်းစားဖို့မခေါ်မချင်း basketball ဆော့နေခဲ့ကြတာပါ မိုက်ကယ်ကငငယ်လေးတည်းကမဆုံးမနစ်စူးစမ်းခြင်းနဲ့စိတ်အနိုင်ရလိုတဲ့စိတ်ကကြီးမားခဲ့တယ်လို့ပြောရမှာပါအဲ့ဒီလိုမဆုံးမနစ်စူးစမ်းအထောက်မှုတွေကြောင့်နောင်ကြုံလာမဲ့အရာတိုင်းကိုလွယ်လွယ်နဲ့အရှုံးမပေးတဲ့စိတ်ကကင်အောင်လာခဲ့တယ်။တာမန်လူလက်တန်းစားမိသားစုကနေမွေးဖွားလာတဲ့မိုက်ကယ်အတွက်သူ့မိဘရိစီယာပစ္စည်းအုပ်စာအမွေမရခဲ့ပေမဲ့ပညာအမွေကိုတော့အကောင်းကောင်းရလိုက်ပါတယ်။သူ့အဖေကသူ့ရဲ့သားသမီးတယောက်ချင်းစီတိုင်းကိုဇွဲလုံးလာဝရိယကောင်းမှုနဲ့ရိုးသားဖြူစင်မှုအမြဲတွင်တင်ဆုံးမတတ်တဲ့ဒါကမိုက်ကယ်ဂျော်ဒန်ရဲ့အဖေပေးနိုင်တဲ့အကောင်းဆုံးအမွေပါပဲ။ဒီလိုနဲ့မိုက်ကယ်ဂျော်ဒန်ကြောင်းစားတက်တဲ့အချိန်မှာပဲ ခက်ခဲတွေစပြီးတော့ကြုံရပါတော့တယ်။ကြောင်းနေမှာဆိုရင်အဲ့ခေတုန်းကလူဖြူလူမဲခွဲခြားဆက်ဆံမှုတွေကလည်းပျောက်ကွယ်မသွားဘူး။ဒီအတန်းထဲမှာခွဲခြားဆက်ဆံခံရရုံမကပဲနဲ့ဒီအားကစားခံမတဲ့တွေအထိပါခွဲခြားတာမျိုးတွေကရှိတယ်။ဒီလိုနဲ့မိုက်ကယ်ကအားကစားဘက်မှာပဲသူ့ကိုယ်သူမြုံနှံထားလိုက်ပြီးတော့ဒီဘေ့စ်ဘောဖုတ်ဘောနဲ့ဘတ်စကတ်ဘောစတဲ့ကစားနည်းပေါင်းစုံကိုဝင်ဆော့ပါတယ်။ကြောင်းသားဘောကတော့သူ့ရဲ့ရည်ရွယ်ချက်ကတော့တခုတည်းပါ။အဲ့ဒါကစာမတင်ရဖို့အရေးတို့အရေးပါပဲ။ကြောင်းသားတိုင်းတစ်ချိန်မဟုတ်တစ်ချိန်တော့ဒီလိုမျိုးဖြစ်ဘူးကြမှာပါ။ အဲ့လိုအမှုချင်းနေကြောင့်မိုက်ကယ်ကအားကစားမှာထူးချွန်ခဲ့ပေမဲ့သူ့ရဲ့ပညာရေးဘက်မှာတော့ခက်ခဲတွေ့ခဲ့ရပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်နိုင်ငံမှာတကယ့် professional ကစားသမားတစ်ယောက်ဖြစ်ချင်တဲ့သူတိုင်းဖျက်ကျော်ရမယ့်အဆင့်တစ်ခုပါရှိတယ်။အဲ့ဒါကတော့ college league ပါပဲ။ကစားသမားတွေအတွက်ဘလောက်ပဲအားကစားမှာထူးချွန်ပါစေ college ကိုစတ်တက်ချင်တယ်ဆိုရင်ကျောင်းစာကိုလည်းတေချာလိုက်လုပ်မှရမှာပါ။ဒီချက်က Michael Jordan အတွက်လုံးဝမလွယ်ကူခဲ့ပါဘူး။ကျောင်းစာကိုမလိုက်နိုင်တဲ့နောက်မှာကျောင်းသားတွေနဲ့ရန်ဖြစ်မယ်၊အတန်းလစ်မယ်၊ဆရာဆရာမတွေနဲ့စကားမြောက်မယ်။ သူဒီလိုဆိုးသွမ်းခဲ့ပြီမဲ့တွင်တင်ဆုံးမပေးတဲ့သူတယောက်ကြောင့်ပြောင်းလဲခဲ့ရပါတယ်။သူကတော့တခြားသူမဟုတ်ဘဲနဲ့သူ့ရဲ့အမေ Dolores ပါပဲ။တရက်မှာတော့သူသားကတအားဆိုးတယ်ဆိုပြီးအเจ้าကြီးရုံးခန်းကနေဖိတ်ခေါ်စာရောက်လာတယ်။ဒီလိုနဲ့အเจ้าကိုသွားပြီးဆိုမှအเจ้าကြီးနဲ့တွေ့ပြီးတဲ့အခါမှာ Dolores က Michael Jordan ကိုခေါ်ပြီးတော့ကားထဲမှာတကားပိတ်ပြီးတနားရီကျော်လောက်သူ့အမားသူပြန်ဆန်းစစ်ခိုင်းခဲ့ပါတယ်။ ဒီဖျက်လေးကိုအခုချိန်ထိဂုံယူပြီးပြောနေတော့မှာအဲ့ဒီဖျက်အကြောင်းကသူ့ရဲ့အမားတွေကိုတုံးတက်နိုင်ပြီးတော့အဲ့ဒီအမားတွေကနေလိမ့်လာတင်ယူခွင့်ရခဲ့တယ်လို့ပြောပါတယ်။ဒါနဲ့ Michael Jordan ရဲ့အဲ့ရဲ့အမောင်းကြောင့် basketball အသင်းမှာပါခွင့်မရတဲ့အထိဖြစ်ခဲ့သေးတယ်ဆိုယုံမလား။ Cut from the varsity team. I mean this is a sad story. It sounds sad but it's true. အဲ့ရဲ့6ပေ6လမ်းမှရှည်တဲ့သူတယောက်က basketball အသင်းမှာပါခွင့်မရဘူးဆိုပြီးတွေးနေကြမှာ။ အဲ့ဒီအရက်မောင်ကတက္ကူចောင်းသားဖြစ်မှရခဲ့တာပါသူအထက်တန်းចောင်းသားဘွားမှာတော့သူ့ရဲ့အရက်က9.7လက်မှပဲရှိခဲ့တာပါအဲ့ဒီအရက်ကြောင့်ចောင်းပွဲမှာအရွေးမခံဘူးဆိုပြီးအပေကံစင်းရင်းနဲ့ရောက်ခဲ့ရတယ်9.7ဆိုတာကျွန်တော်တို့ဒီအာရှတိုက်ဘက်ကတာမန်လူတယောက်အတွက်တော့အရက်ရှိတယ်လို့ပြောလို့ရပေမဲ့ဒီဘတ်စကတ်ဘောဆော့မဲ့အက်သလီတယောက်အတွက်ကတော့အရက်ကအနည်းဆုံး6ပဲရှိမှအဆင်ပြေတာမျိုးပါဒီလိုနဲ့သူ့ရဲ့ကိုပို့ပြီးရှင်အောင်လို့မိုက်ကယ်ကစ조사ခဲ့ပါတော့တယ်조사မှုကအရာထင်တယ်လို့ပဲပြောရမှာပါထက်တန်းကြောင့်နောက်ဆုံး3နှစ်အတွင်းမှာပဲသူ့ရဲ့အရက်ကို6ပဲ2လက်မှအထိရောက်အောင်လုပ်နိုင်ခဲ့တယ် ပြီးတော့ Basketball Scholarship နဲ့လည်း University of North Carolina ကိုလည်းတက်ခွင့်ရလိုက်ပါသေးတယ်။တက်သူရောက်တဲ့အခါမှာတော့သူ့ရဲ့ကစားဟန်တက်လုံကအစ Basketball ပညာရပ်တွေအားလုံးကိုသင်ပေးနိုင်တဲ့ဆရာကောင်းတစ်ယောက်နဲ့တွေ့ဝင်ရခဲ့ပါတယ်။သူကတော့ Dean Smith ပါပဲ။ College ကိုစပြီးရောက်လာကဆိုရင် Michael ကအချက်ချင်းကစားခွင့်မရဘူး။သူ့ကိုတကူကောင်းဆန်တဲ့တယောက်တည်းသမား season မရှိဘူးဆိုပြီး Nia Smith ကပြောခဲ့တယ်။ပုံမှန်လူဆိုရင် Dean Smith ရဲ့အပြောအောက်မှာစိတ်သက်တွေအဆုံးထိကြာသွားနိုင်ပါတယ်။ မိုက်ကယ်ကိုတိုင်လည်းနီးပြရဲ့အပြောဆိုရရောက်စိတ်ညစ်ခဲ့ရဘူးတယ်လို့ဝန်ခံခဲ့ပါသေးတယ်။ဒါပေမဲ့သူများရဲ့နေမတူရဲ့တစ်ချက်ကသူ့ကိုသူတွေကဘာပဲပြောပြောသူဖြစ်ချင်တဲ့အရာကိုဘယ်နည်းနဲ့မှလက်မလျှော့တတ်တဲ့စိတ်ပါပဲ။ဒီတိုင်း training ကိုအစောဆုံးလာတယ်နောက်ဆုံးမှပြန်တယ်သူများယူတစပဲစူးစမ်းတဲ့အချိန်သူက2ဆ3ဆပို့ပြီးစူးစမ်းပြတယ်အားလက်ချိန်တွေမှာဆိုရင် basketball ရဲ့ကစားကွက်တွေကိုလေ့လာတယ်တင်ယူတယ်ဒီလိုနဲ့ကိုဖြစ်ချင်တဲ့အရာပေါ်မှာမဆုံးမနစ်စူးစမ်းတာပဲသူ့ကိုနေရာတနေရာရအောင်ဖန်တီးပေးခဲ့ပါတယ် ဒီပြဒင်းစမစ်ရဲ့လက်အောက်မှာအကြောင်းခုံဆောင်အားကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်1980နှစ်အမျိုးသား college အားကစားအသင်းများအစည်းအရုံး NCAA အကျင်းပတဲ့ဘောလုံးပွဲမှာလည်းအနိုင်ရအောင်လုပ်ပေးနိုင်ခဲ့တယ် That's the day that my name went from Mike Jordan to Michael Jordan 18အဲ့လိုနဲ့တက္ကသိုလ်ပြီးရခါမှာတော့ Michael Jordan တယောက်သူ့ဘဝတစ်လျှောက်လုံးမှာဂုံယူရတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်လိုက်ပါတော့တယ်။ အဲ့ဒါတော့ချီကာဂိုဘူးအသင်းနဲ့စာတို့ချုပ်လိုက်တာပါပဲ။မိုက်ကယ်ဂျော်ဒန်မရောက်ခင်ချီကာဂိုဘူးအသင်းဆိုတာအောက်ဆုံးမှာရှိနေတဲ့အသင်းတစ်ပင်ပါ။နိုင်ပွဲအနေနဲ့28ပွဲပဲနိုင်ပြီးတော့55ပွဲတောင်ရှုံးနေထားတာပါ။အောက်ဆုံးအသင်းဖြစ်သလိုပွဲကြီးပြိတက်လည်းမရှိတော့အသင်းကငွေကြေးအခက်ခဲလည်းရှိတယ်။ဒီလိုအခြေအနေတွေအားလုံးကိုကြောင်းမြန်နှံပြစ်နိုင်မဲ့သူကိုရှာဖွေနေတဲ့အချိန်မှာမိုက်ကယ်ဂျော်ဒန်သွားတွေ့ခဲ့ပါတယ်။သူ့ဘဝတစ်လျှောက်လုံးအတောက်ပါဆုံးနေ့ရက်တွေကိုချီကာဂိုဘူးနဲ့ပဲကုန်ဆုံးသွားသလိုမိုက်ကယ်ဂျော်ဒန်အနေနဲ့ NBA ချန်ပီယံဆုကို6ချိန်ပြီးပြီးယူပေးနိုင်ခဲ့ပါတယ်။ ဒါနဲ့ကစားသမားတွေကို sponsorship တွေကသူတို့ဘဝရဲ့အောင်မြင်ဆုံးချိန်တွေကြမှာပေးလို့ရှိရပါအစောပိုင်း Michael Jordan အနေနဲ့ Adidas နဲ့စာချုပ်ချုပ်ရှင်ခဲ့ပြီးမြဲ Adidas ဘက်ကငင်းပယ်ခဲ့တဲ့အတွက်ဒီစာချုပ်ချုပ်ဖို့ကမဖြစ်မြောက်လိုက်ပါဘူး Adidas အတွက်တော့ဒါကသမိုင်းတွင်ခဲ့တဲ့အမှားယွင်းတစ်ခုပါပဲ Michael Jordan ရဲ့စွမ်းဆောင်ရည်တွေကိုကြိုမြင်ခဲ့တဲ့ Nike ကတော့1984ခုနှစ်မှာပဲ Air Jordan 1အတွက်စာချုပ်ချုပ်လိုက်ပါတယ် Nike နဲ့စာချုပ်ချုပ်ခဲ့တဲ့ဒီစာချုပ်ထဲမှာဆိုရင် Michael Jordan အနေနဲ့ Rookie of the Year ဆိုရရမယ်ဒီ All-Star Player တယောက်ဖြစ်ကြမယ်ပြီးတော့ NBA ဒီ Basketball ပွဲတစ်ပွဲကိုအ ਨੇ ဆုံးအမှတ်20ရအောင်လုပ်ရမယ်ဆိုတဲ့အချက်အပြင်မှာတစ်နှစ်အတွင်းကို American Dollar 4သန်းရအောင်သူ့ရဲ့ဖနက်တွေကနေရောင်းပေးရမယ်ဆိုတဲ့သမတ်ချက်တွေအထိပါဝင်ပါတယ်ဒီချက်တွေတဲ့တစ်ခုကိုမလုံနိုင်ခဲ့ရင်ဒါမှမဟုတ်မပြည့်မြောက်ခဲ့ရင်ပေါ့နော်နောက်နှစ်အတွက် sponsor မပေးတော့ဘူးဆိုတာမျိုးတွေနဲ့ Nike ဘက်ကချုပ်ကန်ထားပြီးမြဲအသင်းကိုပထမဆုံးရောက်တဲ့နှစ်မှာပဲ Rookie of the Year ဆုကိုရခဲ့တယ်တပွဲ ွဲကိုအနည်းဆုံးအမှတ်20အစား28မှတ်အထိရခဲ့ပြီးတော့ပထမဆုံး3လနဲ့တန်း80ကျော်ရောင်းပေးခဲ့ပြီးစာချုပ်ပတ်အချက်တွေအားလုံးကိုပိုကောင်းအောင်လုပ်ပြနိုင်ခဲ့ပါတယ်။ဒါနဲ့မိတ်ဆွေတို့အားလုံးလည်းသိပြီးသားဖြစ်ပါပါ။ Air Jordan 1ကို Michael Jordan ဝတ်ပြီးကစားတဲ့အချိန်တုန်းကပွဲတိုင်းမှာ NBA စီးမင်းအဖွဲ့ကိုဒေါ်လာ9000ပေးခဲ့ရပါတယ်။ ။ဘာလို့လဲဆိုတော့ NBA ကကစားသမားတိုင်းရဲ့ဖက်နက်မှာအဖြူရောင်က51ရာခိုင်နှုန်းပါရမယ်။ပြီးတော့ uniform နဲ့လည်းကပ်ရမယ်ဆိုပြီးစီမံထုတ်ထားပါတယ်။ဒါပေမဲ့ Air Jordan 1ကအမိတ်ရှိလို့တည်ကြတဲ့အတိုင်းအနီနဲ့အနက်ကပဲအများဆုံးပါတာဆိုတော့ Michael Jordan တယောက်က Air Jordan ကိုဝတ်ပြီးဆော့တဲ့ပွဲတိုင်းအတွက်ကိုဒဏ်ကြေးပေးရတော့တာပါ။ ဒါပေမဲ့ငယ်ရွယ်တဲ့အချိန်သူ့ဘဝရဲ့အမြင့်ဆုံးကိုရောက်နေတဲ့အနေအထားဘသူတွေဘလိုပဲတာတာခုံအားကောင်းတဲ့ Michael Jordan ကလေထဲမှာဝဲပြီး basketball ပိုက်တဲ့ကိုဘိုးသွင်းယူမှုတွေလေထဲမှာပဲဘောလုံးကိုဖျက်ယူနိုင်တဲ့အစွမ်းအနေနဲ့လေဘောလမ်းလျှောက်သူတယောက်လိုလူတိုင်းတအံ့တော်ကြည့်ကြရပါတယ်။ဒါကတော့ကျွန်တော်တို့အားလုံးကြိုက်ကြတဲ့ Nike ရဲ့ Air Jordan 1ကိုစတင်လိုက်ခြင်းပါပဲ။ Chicago Bulls အသင်းကိုဝင်ဝင်ချင်းမှာပဲအသင်းနဲ့တားကြခဲ့ပြီးမြန်1985ခုတည်းမှာပဲ6000ကျိုးတဲ့ဒဏ်ရာကြောင့်အနားယူခဲ့ရတယ် လူငယ်ခြေတက်ဖြစ်တဲ့အချိန်ဒဏ်ရာပြဿနာကြောင့်ပြိုင်ပွဲဆုံး64ပွဲအထိလွဲချော်ခဲ့ရတယ်။ဒီလိုမျိုးအဲ့ရထဲမှာနေနေရပေမဲ့ Michael Jordan ကသူ့ကိုယ်သူအနာမပေးခဲ့ပါဘူး။သူဆော့ခဲ့တဲ့ပွဲတွေကိုပြန်ကြည့်တယ်၊ပြန်လေ့လာတယ်၊သိရင်ပဲပြီးတော့ကောင်းဆုံးပုံစံနဲ့ပြန်လာမယ်ဆိုပြီးတွေးထားခဲ့တယ်။သူပြန်ရောက်လာတဲ့အချိန်မှာလည်းအသင်းဘက်ကအချိန်အခန့်အသတ်နဲ့ပဲကစားရမယ်ဆိုပြီးအမိန့်ထုတ်ထားပါသေးတယ်။နိုင်ရလို့စိတ်ပြင်းထန်တဲ့သူ့အတွက်တော့ဒီအမိန့်ကအောင့်သက်သက်ကြီးဖြစ်နေမှာတော့အမှန်ပါပဲ။ မိုက်ကယ်ဂျော်ဒန်တယောက်ချီကာဂိုဘူးအသင်းပေါ်တစ္ဆာရှိရှိ စော်ကစားနေရင်နဲ့1992ခုနှစ်အရောက်သူစဝင်ပြီး9နှစ်အကြာမှာပဲချန်ပီယံဆုကိုဆုကူးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့62 62 63 3နှစ်ဆက်တိုက်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ဒီလိုမျိုးချန်ပီယံဆုကြောင့်ပျော်နေခဲ့ပေမဲ့1993ခုနှစ်ဇူလိုင်လ23ရက်နေ့မှာတော့သူ့အဖေအသက်ခံလိုက်ရတာကြောင့်ကစားသမားဘဝကနေအနားယူမယ်လို့ကြေညာခဲ့ပါတယ်။ဒီသတင်းကအာကစားလောကတစ်ခုလုံးတုန်လှုပ်ခဲ့ရပြီးပရိသတ်တွေရောအာကစားသမားတွေကပါမယုံကြည်နိုင်ခဲ့ပါဘူး။ ဖခင်တစ်ယောက်လုံးဆုံးရှုံးခဲ့ရတဲ့မိုက်ကယ်ဂျော်ဒန်ကသူ့အဖေအဖြစ်ချင်းဆုံးဆန္ဒတစ်ခုကိုအကောင့်ထဲပေါ်ပါတော့တယ်။အဲ့ဒါကဘတ်စကတ်ဘောကစားသမားဘဝကနေအနားယူပြီးတော့ဘေ့စ်ဘောလောကကိုပြောင်းလိုက်တာပါပဲ။ဘယ်မင်ဂန်ဘဲရွန်စ်အသင်းမှာသူ့အဖေအတွက်ရည်စူးပြီးတော့ဝင်ဆော့ခဲ့ပါတယ်။ဒီလိုမျိုးဘေ့စ်ဘောဘက်ကိုပြောင်းလိုက်တဲ့အချိန်မှာသူ့ဆောင်ဘုတ်ကတော့ကြာရှုံးမှုဆိုတာကိုငါ့အနေနဲ့လက်ခံနိုင်တယ်။လူတိုင်းတနေရာမဟုတ်တနေရာမှာတော့ကြာရှုံးမှုကြတာပဲ။ဒါပေမဲ့မစိုးစားပဲနေတာတော့ငါလက်မခံနိုင်ဘူးဆိုတဲ့စာသားပါပဲ။ 1995ခုနှစ် match လာမှာတော့ Michael Jordan တယောက် basketball လောကကိုပြန်ပြီးတော့ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကအရင်က Michael Jordan ကိုပြန်မမြင်ရတော့ဘူးဆိုပြီးထိုးနှက်ကြတဲ့ပြိုင်ဘက်အသင်းတွေမီဒီယာတွေရဲ့စကားတွေကိုအတန်တိတ်ဆေဖို့အတွက် Michael Jordan တယောက်စူးစမ်းရပါတော့တယ်။အဲ့ဒီနှစ်မှာပဲ Chicago Bulls တင်ရအကောင်းဆုံးရလဒ်တွေကိုထုတ်မပြနိုင်ခဲ့ပါဘူး။ဒါပေမဲ့ Michael Jordan ဆိုတာလုံးဝလက်မလျှော့တဲ့သူအနာယူခြင်းစိတ်ကြီးထန်တဲ့လူတစ်ယောက်ပါ1996ခုနှစ်မှာတော့ဘတ်စကတ်ဘောလောကတစ်ခုလုံးအံ့အားဖင်သွားအောင် Chicago Bulls အသင်းကလုပ်ပြနိုင်ခဲ့ပါတယ်။ 1996-98-98-98-98နှစ်ဇက်တိုက်ချန်ပီယံဆုကိုထပ်ယူပြခဲ့ပြီးတော့1990ခုနှစ်ကျော်နှစ်ပိုင်းတွင်အားလုံးကိုလွှမ်းမိုးထားခဲ့ပါတယ်။ဒါကတော့ကျွန်တော်တို့အားလုံးမိုက်ကယ်ဂျော်ဒန်လို့သိကြတဲ့ဘတ်စကတ်ဘောပလေးယာတစ်ယောက်ရဲ့ဘဝခီးလမ်းပါပဲ။ ဘလို့ခက်ခဲမျိုးနဲ့ပဲကြုံတွေ့နေပါစေလောကကြီးနဲ့ငါရှင်တိုက်ရလဲတိုက်ရဲတယ်ဆိုတဲ့စိတ်ဓာတ်နဲ့စူးစမ်းခဲ့ပြီးအောင်မြင်မှုတွေကိုလည်းစုကူနိုင်ရတယ်။ဒီအကြောင်းတွေဖြင့်သူ့ရဲ့ Air Jordan နဲ့စာချုပ်ဘလို့ချုပ်ခဲ့လဲပြီးတော့သူ့ဘဝသင်ခန်းစာတွေအကြောင်းကိုသိကျင်နေဆိုရင်တော့သူကိုယ်တိုင်ရေးသားထားတဲ့ Driven for Within ဆိုတဲ့စာအုပ်ကိုရွှေနော့ Application ထဲမှာနှစ်ချုပ်အနေနဲ့သွားနာထောင်ရပြီ။ဒါဆိုအခုပဲရွှေနော့ Application ကို Play Store နဲ့ App Store မှာ download သွားဆွဲပြီးပခုတူတာလေးရှာဖေးလိုက်ပါ။ NBA တမိုင်းတစ်လျှောက်နှစ်80အတွင်း Shooting Guard နေရာအနေဆော့ရင်လည်းတိုက်စစ်ရောခန်းစစ်မှာပါအကောင်းဆုံးစုကိုစုကူနိုင်ရတယ်။ သူ့ရဲ့အောင်မြင်မှုကိုပြောပြရင် NBA မှာ15နှစ်ဆော့ခဲ့ပြီးတော့10ချိန်အထိရမှတ်အများဆုံးကစားသမားအဖြစ်ဦးဆောင်နိုင်ခဲ့တယ်။ဒီဆန်ညိုအခုချိန်ထိဘယ်သူမှလိုက်မမီသေးပါဘူး။ပြီးတော့ NBA ဆူဖလားကို6ချိန်တိတိပိုင်ဆိုင်ထားပြီးတော့ဘိုလူဘွဲရောက်တဲ့6ချိန်စလုံးမှာ MVP က Michael Jordan ပါပဲ။ဒီတစ်ခေါက်ဗီဒီယိုတွေကတော့ဒီအချက်လေးတွေကိုသင်ခန်းစာအနေနဲ့ရလိုက်တယ်။ ောင်းသားရွယ်မှာတည်းကအရက်ပူးကိုအရွေးမခံခဲ့ရတာကိုစိတ်သက်သာမနေဘဲနဲ့အကောင်းဆုံးကြိုးစားရင်းနဲ့သူဖြစ်ချင်တဲ့အိမ်မက်ကိုအကောင်အထည်ပေါ်ခဲ့တယ်။သူ့ရဲ့ဘတ်စကတ်ဘောအပေါ် YouTube မှာလည်းသူ့ကိုကမ္ဘာအကောင်ဆုံးကစားသမားတစ်ယောက်ဖြစ်အောင်တွန်းပို့ပေးနိုင်ခဲ့တယ်။ သူ့ရဲ့ဖခင်ဆုံးမသွားတဲ့အတွက်ဘတ်စကတ်ဘောလောကကနေအားယူခဲ့ပေမဲ့ဖခင်ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ရင်းနဲ့အဲ့ဒီနာကျင်မှုကိုဖူစားခဲ့တယ်။အခုဒီဗီဒီယိုကြည့်နေတဲ့သူရောမိုက်ကယ်ဂျော်ဒန်ဆိုတာနဲ့ဘယ်အချက်တွေအရင်ဆုံးပြေးမိမိလဲကိုမတ်မှာရေးသွားခဲ့ကြပါအောင်။ရှင်တို့အပ်ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် Facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။